ူမခင်ဖုန်းကအကျန်သမားမိမအတွက်ဒူးထောက်ပြီးပလာစတာကပ်ပေးနေတာနဲ့သူမဖုန်းခေါ်တာကိုလစ်လူရှူထားတာကိုမြင်လိုက်ရတော့မှပဲသူမခင်ဖုန်းကသူမကိုတစ္ဆာဖောက်ခဲ့တယ်ဆိုတာကိုအဲ့ဒီအမျိုးသမီးကနောက်ဆုံးမှယုံကြည်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမရောက်ခမကဖုန်းခေါ်လာပြီးသူခင်ဖုန်းနဲ့ချက်ချင်းကွာရှင်းမှုပြောလာတယ်။တကယ်တော့ရောက်ခမကသူမကိုဘယ်တော့မှသဘောမချခဲ့တာဖြစ်နေတယ်။ဒါပေမဲ့သူ့သားကသူမကိုတစ်ချိန်ကအယမ်းချစ်ခဲ့ဘူးတာကြောင့်ရောက်ခမကသူမကိုဘာမှမလုပ်နိုင်ခဲ့ဘူး။ အခုသူသားကဖောက်ပြန်နေမှန်းသိလိုက်ရတော့ရောက်ခမကအယံဝမ်းသာသွားပြီးကွာရှင်းဖို့အတွက်စပြီးဖိအားပေးလာတယ်။ဒီအချိန်မှာတော့အဲ့ဒီအမျိုးသမီးကသူမခင်မောင်းအပေါ်လုံးဝစိတ်ပျက်သွားပြီးဖြစ်တယ်။ဒါကြောင့်သူမကရောက်ခမရဲ့တောင်းဆိုမှုကိုသဘောတူလိုက်တယ်။ဒါပေမဲ့ရောချင်းငွေ1ဘီလီယံပေးရမယ်ဆိုတဲ့အချက်နဲ့ပါ။အဲ့ဩစရာကောင်းတာကရောက်ခမကမျက်တောင်မခတ်ပဲသဘောတူလိုက်တယ်။နောက်တနေ့မှာအမျိုးသမီးကသူ့ခင်ပွန်းလက်မှတ်ထိုးကိုကွာရှင်းစာချုပ်ကိုယူလာခဲ့တယ် အော်စရာကောင်းတာကသူကစာချုပ်ကိုကြည့်တောင်မကြည့်ပဲလက်မှတ်ထိုးလိုက်တယ်။အဲ့ဒီအချိန်မှာပဲပုံမှန်ဆိုတန်ရှင်းတက်ရက်နေတတ်တဲ့သူ့ယုံကန်းမှာအကျန်သမားမိမထားခဲ့တဲ့တဝက်တောက်လက်စာနိုးလက်ဖက်ရည်နဲ့ခြေအိတ်တစုံကိုပါသူမတတိထားမိလိုက်တယ်။အဲ့ဒီခိုက်တက်မှာပဲအမျိုးသမီးကသူမခင်မွန်းအပေါ်မျော်လင့်ချက်အားလုံးကုန်ဆုံးသွားခဲ့တယ်။ပြီးတော့သူမကရောက်ခမစီဖုန်းဆက်ပြီးကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးပြီဖြစ်ကြောင်းအကြောင်းကြားလိုက်တယ်။ ရောက်ခမကကိစ္စတွေဒီလောက်ချွတ်ချုံမွေ့မွေ့ပြီးသွားလိမ့်မယ်လို့မထင်ထားခဲ့တာကြောင့်ရော်ကြီးမွေကိုသူမစီချက်ချင်းလွှဲပေးလိုက်တယ်။အဲ့ဒီညမှာခင်မုန်းဖြစ်သူအိမ်ပြန်ရောက်လာပြီးအိပ်ပျော်နေတဲ့သူမကိုနှိုးကနမဲထွင်းထားတဲ့နာရီတလုံးပေးခဲ့တယ်။ဒါပေမဲ့သူမကသူနဲ့အကြံသမားမိန်းမတို့အတူရှိနေတဲ့မြင်ကွင်းကိုပြန်တရီရပြီးတခြားတယောက်ယောက်ကိုချစ်မိနေပြီလားလို့မေးခွန်းထုတ်လိုက်တယ်။တကယ်လို့ရှိခဲ့ရင်သူမကကွာရှင်းပေးဖို့ဆန္ဒရှိကြောင်းပြောတယ်။ အော်စရာကောင်းတာက question ပဲဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ခင်မုန်းဖြစ်သူကချက်ချင်းဒေါသပေါက်ကွဲသွားတယ်။သူကဘာကြောင့်လဲလို့မေးဖို့ပြင်နေတော့မှပဲအကျန်သမားမိမကဖုန်းဆက်လာပြီးမိပြက်နေလို့လာခဲ့ပေးဖို့ပြောတယ်။သူကမဆိုင်မတော်ပဲသဘောတူလိုက်ပြီးမကြခင်ရောက်လာမယ်လို့ပြောကမထွက်ခွာခင်မှာသူ့ဇနီးကို question ဖို့မစင်စားနဲ့လို့တတိပေးပြီးအကျန်သမားမိမနဲ့အတူရှိဖို့လှည့်ထွက်သွားခဲ့တယ်။